မင်္ဂလာပါဝဲခုတ်တိုင်းမှာအားလုံးပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့လည်းနောက်ဆုံးအကြောင်းအရာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကြည့်ရမယ့်ပွဲစဉ်အကြောင်းအရင်ပြောပါမယ်ဝမ်ချန်ပီယံရှစ်မှာတော့ကျွန်တော်တို့မြန်မာပွဲစဉ်ပါဝင်ခြင်းမရှိပါဘူးဒါပေမဲ့ခွန်ကမာပွဲစဉ်တော့ရှိပါတယ်ခွန်ကမာပွဲစဉ်ကမနက်ဖြန်နိုဝင်ဘာ၁ရက်နေ့ညနေ6နာရီခွဲမှာစတင်မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာတို့ရိုးရာကလပ်ရဲ့ဖိုင်တာတယောက်ဖြစ်တဲ့အောင်ထုံးဘုံလေးပါဝင်ရှိပေးမှာဖြစ်ပါတယ် တကယ်ကိုအရေးကြီးပါလေဗျဒီပွဲစဉ်ကကမ်ဘောဒီးယားဖိုင်တာ၂ယောက်ပြီးတော့မြန်မာဖိုင်တာအောင်ထွန်းပေါ်ပြီးတော့ဘရာဇီးဖိုင်တာလီယန်ဒိုတောင်ကလပ်နဲ့ဒီ၄ယောက်အရှင်ပြိုင်မှာဖြစ်ပါတယ်ဒီပွဲစဉ်က54 kg တန်းရဲ့ရွှေဖလားလူပွဲဖြစ်ပါတယ်အဲ့တော့သူတို့ပွဲကျင်းပတဲ့ပုံစံကတော့ဒီပထမဆုံးဒီ၄ယောက်စလုံးမဲနိုင်မယ်ပြီးတော့မဲကြတဲ့ဒွေဆိုင်အလိုက်အရှင်ပြိုင်ရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဒီကမ်ဘောဒီးယား၂ယောက်စလုံးလဲသူတို့ထိတ်တိုက်တွေးတာလဲဖြစ်သွားနိုင်တယ်ဒါမှမဟုတ် မ်ဘောဒီးယားနဲ့မြန်မာပြီးတော့ကမ်ဘောဒီးယားနဲ့ဘရာဇီးအဲ့လိုမျိုးပုံစံနဲ့ဖြစ်သွားနိုင်ပါတယ်။အဲ့တော့တို့ကပွဲဆက်ဆချင်းမှာပဲဒီမေးနိုင်ပြီးတော့အဲ့လိုမျိုးရှင်ပြန်ရမှာပါ။အဲ့ဒါပထမ round ပါ။အဲ့တော့တင်ရအထင်မှာပဲနှစ်ကြိမ်ထိုးတက်ရမယ့်ပုံစံဖြစ်နေပါတယ်။အဲ့တော့ပထမပွဲစဉ်မှာအနိုင်ရတဲ့ fighter နှစ်ယောက်ကဒီဖလားကိုနောက်ထပ်ဒုတိယအကြိမ်မှာပြန်လှူကြမှာဖြစ်ပါတယ်။ဒီလိုမျိုးပွဲစဉ်ကအရင်ကလည်းကျွန်တော်တို့မြန်မာ fighter တယောက်ကစားခဲ့ပူပါတယ်။ဒါမဲ့သူကပထမပွဲစဉ်မှာပဲရှုံးနေခဲ့လို့ ီဖလားလူပွဲမှာတော့မပါဝင်ခဲ့ရပါဘူးခင်ဗျအဲ့တော့မနေ့ဖန်ကျွန်တော်တို့ရဲ့ဒီမြန်မာဖိုင်တာအောင်ထုံးပုံကိုကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ကြည့်ရမယ့်ဒီ channel ကတော့ Town TV HD ဆိုတဲ့ YouTube channel မှာကျွန်တော်တို့ free ကြည့်ရှုရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါတော့ခုန်ခမာပွဲအကြောင်းပါပြီးတော့နောက်ထပ်ပွဲစဉ်ကောင်း2ပွဲရှိပါသေးတယ်ပထမဆုံးတစ်ပွဲကတော့တနင်္ဂနွေနေ့မနက်မှာကြည့်ရှုရမယ့် Grading Combat ပွဲစဉ်ပါဒီပွဲစဉ်ကတော့ကိုအောင်လကိုအနိုင်ယူခဲ့တဲ့ Uryan Hall ရဲ့ပွဲစဉ်ပါ ဲ့တော့အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ပြီးသားပေါ့နော်ဒီ Urian Hawk ကအသက်50တနည်းရှိနေပါတယ်ကိုအောင်လာထက်တနည်းပိုကြီးတဲ့ fighter ဖြစ်ပါတယ်သူကလည်း UFC middleweight တန်းက fighter ဟောင်းတစ်ယောက်ဖြစ်ပါတယ်အဲ့တော့အသက်50တနည်းရှိရင်တောင်မှ grade combat ကသူ့ကိုစာချုပ်ချုပ်လိုက်တယ်။အရင်နှစ်ပတ်လောက်ပဲရှိအောင်မယ်ကျွန်တော်ဒီတတင်းရလဲကျွန်တော်တင်ပြပြတာဖြစ်ပါတယ်။အဲ့တော့နှစ်ပတ်ပဲရှိနေတဲ့သူစာချုပ်ရတာနဲ့အခုချက်ချင်းပွဲလဲထက်ကစားရဖြစ်ပါတော့ခင်ဗျ။ တော့သူနဲ့ရှင်ပြိုင်မဲ့ fighter ကတော့ Brazil fighter သူလည်း UFC middleweight တန်းရဲ့ fighter ဟောင်းတစ်ယောက်ပဲသူ့နာမည်ကတော့ Marcus Paris လို့ခေါ်ပါတယ်သူရဲ့အသက်က52နှစ်နဲ့ရှိနေပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအသက်40ကျော်လေးတောင်မှ contract ရသေးတယ် promotion ရအောင်စိတ်ဝင်စားမှုအပြည့်ရှိပါသေးတယ်အဲ့တော့ကျွန်တော်တို့ကိုအောင်လန်းဆောင်လည်းဒီ grade combat ကစိတ်ဝင်စားမှုရှိမှတေးကြပါတယ်ခင်ဗျအဲ့တော့ one chance ရဲ့ hall of fame ဆုရရှိပြီးသွားရင်တော့တင်းတွေထွက်ပေါ်လာဖို့ရှိနေပါတယ် ဟုတ်ပြီအဆောရင်ဒီ Rui Ryan Hall နဲ့ Paris ရဲ့ပွဲကဒီတပတ်တနင်္ဂနွေနေ့မနက်၄နာရီလောက်မှာကြီးစုရမှာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တပွဲကတော့ UFC ပွဲစဉ်ပါခင်ဗျာ။ဒီတပတ်မှာကျွန်တော်တို့က UFC Fight Night ပွဲစဉ်ပဲကြည့်ရမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာတူတူချင်းချပါတော့။အဲ့ဒီ fighter က Dumber Corinbo လို့ခေါ်တဲ့ fighter ပါ။ဒီ fighter ကအခုဒီတပတ်တနင်္ဂနွေနေ့မနက်မှာ Jeremy Wells နဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ အဲ့တော့ Denver Gorimbo ရဲ့အကြောင်းကိုကျွန်တော် Facebook မှာတော့ပေါ်ပြပြတာဖြစ်ပါတယ်အဲ့တော့အခု YouTube ပရိသတ်တွေကိုကျွန်တော်တစ်ချက်ပြန်ပြောပြပါမယ်အဲ့တော့ Denver Gorimbo ကအာဖရိကအနိုင်ငံ Zimbabwe ရဖြစ်ပါတယ်အဲ့တော့ Zimbabwe ရ Fighter ကသူရဲ့စ조사မှုကြောင့်ဒီ EFC MMA Champion ဖြစ်ခဲ့ပါတယ်အဲ့ဒါကတောင်အာဖရိကမှာတည်ရှိတဲ့ဒီ MMA Promotion အကောင်းဆုံး Promotion တစ်ခုပါအဲ့ဒီ promotion ရနေတဲ့သင်းဒီကတော့ UFC ကိုရောက်ရှိသွားတာဖြစ်ပါတယ် ဲ့တော့ तू UFC မှာရောက်ရှိသွားတဲ့အချိန်မှာပြောမှဆိုရင်ပတ်စံနဲ့လုံးဝကိုမရှိဘူး။ तू legend တဲ့အချိန်မှာပဲအိတ်တယ်အမှမဲစားတယ်ဒီတိုင်းပဲနေရဖြစ်ပါတယ်။နောက်ဆုံးသူ့ရဲ့ bank account မှာဒေါ်လာခဏပြားပဲရှိတော့တဲ့အထိကိုမွေးတည်ခဲ့တဲ့ fighter တယောက်ဖြစ်ပါတယ်။အဲ့တော့ UFC မှာအမွေးဆုံး fighter လို့ပြောလို့ရပါတယ်။အဲ့တော့ဘာလို့မွဲလဲဆိုရင် तू ရရှိတဲ့ထိုးကျဲတွေသူ့ရဲ့နေဘက်ကိုပို့တယ်သူ့ရဲ့ရွာမှာဒီရေလုံးလုံးလောက်လောက်မရတဲ့ဒေတာတွေမှာရေရအောင်ကူညီပေးတယ်ပြီးတော့ သူပွဲကစားတဲ့အချိန်မှာရရှိခဲ့တဲ့ဘောင်းဒီတွေလက်အိတ်တွေကိုပြန်ရောင်းချတယ်ပြီးတော့ပူညီတာဖြစ်ပါတယ်။အဲတော့ဘလိုပဲဖြစ်ဖြစ်ဒမ်ဘာကိုရန်ဘိုကတော့သူ့ရဲ့ရွာအတွက်ကအရန်ကိုတန်ဖိုးကြီးတဲ့ fighter တယောက်ပါ။အဲတော့မနစ်တုန်းကသူ့ရဲ့ဒီဘန်အကောင့်မှာဒေါ်လာခဏပြားပဲရှိတော့တဲ့အချိန်နဲ့ဟိုသူ့အင်တာဗျူးမှာခြားပြခဲ့တယ်။အဲ့ဒီအချိန်မှာမန်နာဂျီတရော့မင်းသားကြီးတရော့ကဒီအကြောင်းကိုတီးပြီးတော့သူ့ကိုဂျင်းအထိလာရောက်တွေ့ဆုံပြီးတော့အိမ်တလုံးလက်ဆောင်ဝေပေးတာဖြစ်ပါတယ်။ အဲ့တော့မိနစ်တောင်းပါဘောနော်မိနစ်တောင်းကဒီတမ်ဘာကိုရင်ဘိုကို surprise လာလို့ပြီးတော့လာဝယ်ပေးသွားတဲ့ဖြစ်စဉ်ကျွန်တော်တို့ MMA လောကမှာအကုန်လုံးပြန့်နှံ့သွားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနောက်ပိုင်းသူကနည်းနည်းလေးအဆင်ပြေလာတယ်သူ့ရဲ့မီတာစုကိုလည်းခေါ်တယ် American နိုင်ငံမှာပဲနေထိုင်နေကြတာဖြစ်ပါတယ်အဲ့တော့ဖြစ်ချင်တော့တမ်ဘာပေါ်ရင်ဘိုကနည်းနည်းလေးအဆင်ပြေလာတော့ရွာကိုမေ့တာလားမကူငင်ချင်တော့တာလားတော့မသိဘူးအဲ့ဒါတော့သူပဲသိမှာပေါ့နော်အဲ့တော့ဘာပြဿနာရှိလဲတော့မသိဘူးသူနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာရှုံးနေသွားပါတယ် အဲ့ဒီပွဲမှာသူအရင်ပဲကျဲပွဲပြီးတော့ဝမ်းနေနေတဲ့အချိန်မှာသူနောက်ထပ်တတင်းတစ်ခုပြန်ကြားရတယ်။အဲ့ဒီတတင်းကပါလဲဆိုရင်ဒီဒမ်ဘာပိုရင်ဘိုကရှုံးနေတဲ့အတွက်သူ့ရွာကသူ့ရဲ့အမျိုးတွေကလုံးဝအောင်ပွဲခံနေတယ်ဆိုတဲ့တတင်းမှာအဲ့တော့ပြောမှဆိုရင်သူပတ်စံမပို့ပေးတော့လို့ဟိုလူတွေကလည်းလုံးဝကိုသူတို့လည်းအရင်ကိုပျော်ပြီးတော့အောင်ပွဲခံတဲ့ပုံစံဖြစ်သွားပါတယ်အဲ့တော့ဒီအကြောင်းကိုသိရတော့ဒမ်ဘာမိုရင်ကိုကပို့ပြီးတော့တော့မှစိတ်မကောင်းဘူးဖြစ်သွားတဲ့အကြောင်းကိုသူ့ရဲ့အင်တာဗျူးမှာပြန်လည်ချပြခဲ့တာဖြစ်ပါတယ် အဲ့တော့ဒီမှာဖိုင်တာတွေကိုလည်းပြောချင်လာတာဝမ်ချမ်ရှင်မှာဝဲရရင်ယူအာကိုပတ်စံပို့ဖို့လည်းမမေ့ကြပါနဲ့လို့စတာနော်အဲ့ဒါစတာအဲ့တော့ဒမ်ဘာဘူရင်ပိုကဒီတစ်ပတ်မှာကျွန်တော်တို့ပွဲပြန်ထိုးရတော့မှာဖြစ်ပါတယ်ဒီဝေတန်ဝိတ်တန်းမှာရှင်ပြန်ရမှာပါအဲ့တော့ပြောချင်တာသူဂျက်လက်ပိုင်းအရန်ကြီးကောင်းတဲ့ဖိုင်တာထဲမှာတော့မပါဝင်ဘူးဆိုပေမဲ့ခုနကပြောတဲ့ဒီသူရဲ့နောက်ခံဘဝအကြောင်းလေးခြားပြပြောဆိုခဲ့တဲ့အတွက် MMA လောကမှာတော့နာမည်တစ်ခုရလာပြီဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တလင်းကလေးနဲ့မနက်မှာကျွန်တော်တို့ တံပါမိုရင်ဘိုရဲ့ပွဲစဉ်ကိုလည်းလူတို့ကအားပေးလို့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ Rock Town ရဲ့အကြောင်းအရာပါ။ Rock Town ကအခုချိန်မှာလာမယ့်နိုဝင်ဘာ16ရက်နေ့ပွဲအတွက်ဒီနောင်အောင်နဲ့ရှင်ပြန်ရမယ့်ပွဲအတွက်အလေးချိန်ပြင်ဆင်နေတာဖြစ်ပါတယ်။အဲ့တော့မနေ့ကသူ့ရဲ့ coach Peter Miller ကဗာပြောလာလဲဆိုရင်ဒီအစားတောက်ပိုင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြောပြလာတာဖြစ်ပါတယ်။အချင်းလေးက Rock Town ကျွန်တော်စီစားပို့လာပါတယ်။ KFC ကြက်ကြောင်စားလို့ရမလားဆိုပြီးပုံမှန်ရိုက်ပို့လာတာပါ။ ကျွန်တော်ကတော့ no ထားလို့မရဘူးဆိုပြီးပြန်ပြောလိုက်တာပါအဲ့ဒါတော့ပီတာမေလာရဲ့မနေ့ကပြောပြလာတဲ့အကြောင်းအရာပါအဲ့တော့စီကန်ကြီးပါတယ်ပီတာမေလာကဒီအစာအာဟာရဗေဒပညာရှင်တယောက်ဖြစ်တဲ့လက်ရှိ one generation မှာကပတ်လူမဲ့ဖိုက်တာတွေကိုတော်တော်များများကိုသူပဲကူညီပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကိုအောင်လန်းဆောင်လည်းသူလည်းမီတာဝိတ်တန်းကိုဝိတ်တန်းဝင်တော့မှ hydration test မအောင်ဖြစ်ခဲ့တယ်။အဲတော့နောက်ဆုံးပွဲမှာတော့ဒီဖီတာမီလာနဲ့ပဲသူလည်းလက်တွဲပြီးတော့စားတောက်ခဲ့တာဖြစ်ပါတယ်။ ဲ့တော့ခေါင်းကောင်းမှုမှုကိုဝိတ်တန်းနဲ့ဝင်ခဲ့တယ်ဘောနပ်စ်လည်းဒေါ်လာ9000ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပြောချင်တာကဖီတာမေလာကတကယ်ကိုစီကံကြီးပါတယ်အခုလောက်ထံကလာမယ့်နိုဝင်ဘာ16ရက်နေ့မှာနောင်အိုနဲ့ရှင်ခင်ရမှာဖြစ်ပါတယ်ဒီမွေထိုင်း Flyweight တန်းရဲ့ Champion ကပန်းတူးကြမှာပါအဲ့တော့ဒီဘွဲအရင်ကိုအရေးကြီးပါတယ်လုံးတိုင်း KFC စားလို့လုံးဝမရသေးပါဘူးဖီတာမီလာကတော့လုံးဝကိုတာမြစ်ထားတာဖြစ်ပါတယ်။ Okay ဒီနေ့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။